ဇူလိုင်လ၁ရက်နေ့အင်္ဂါနေ့ဟာပြန်ပြောပါမယ်နော်အမိတာဆုတ်ကြတဲ့နေ့ဖြစ်တယ်အမိတာဆုတ်ကြတဲ့နေ့ဖြစ်တဲ့အတွက်ကျွန်မတို့ကကြီးပွားချမ်းသာစီမဲ့အထူးရည်ရွယ်ကိုလှုပ်ဆောင်နိုင်နေအဲ့ဒါကြောင့်ကျွန်မအဲ့ဒီအထူးရည်ရွယ်ကိုလည်းကျွန်မမျှဝေသွားပါမယ်နော်အမိတာဆုတ်ဆိုတာဘယ်လိုနေမျိုးလဲလို့မိတတ်ကြတယ်ပေါ့နော်ကျွန်မတို့ပုံမှန်ရက်ရာစာထက်သူကပို့ပြီးတော့ကောင်းတဲ့နေ့ နော်ရရစာထက်ပိုကောင်းတယ်ကြီးပွားချမ်းသာခြင်းလိုပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ဟိုအစီရင်ရေရာတွေပေါ့နော်အဆန်းအစွမ်းထက်စေခြင်းလိုပဲဖြစ်ဖြစ်နော်ဆူတောင်းပြေးခြင်းလိုပဲဖြစ်ဖြစ် အမိတ်တဆုတ်ကြတဲ့ညက်နေ့ကိုရွေးပြီးတော့လှုပ်ဆောင်ကြရတယ်ပေါ့နော်ဒါတွေကဟိုးရှိပြီးရင်လက်ထက်ကလေးကိုကလှုပ်ဆောင်ကြတာပေါ့နော်အဲ့တော့ ကျမတို့ဒီလာမယ့်အင်္ဂါနေ့เนาะအင်္ဂါနေ့ကမိတ္တာဆုပ်ကြတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာကျမတို့เนาะကြီးပွားချမ်းသာစေတဲ့အထူးကြီးပွားချမ်းသာစေတဲ့ရည်ရည်အားကိုလှုပ်ဆောင်လို့ရပါတယ်เนาะအဲ့တော့အဲ့ဒီရည်ရည်အားအကြောင်းကိုကျမအရင်ပြောရမလားခုနှစ်ရဲ့သားသမီးတွေဆောင်ရင်ရှောင်ရန်ကိုပဲအရင်ပြောရမလားမသိဘူးเนาะဒါပေမဲ့အခုတော့ခုနှစ်ရဲ့သားသမီးတွေဆောင်ရင်ရှောင်ရန်ကိုကျမအရင်ပြောပါမယ်เนาะဒီ ဒီတပတ်မှာလေကျမတို့ဂျူတွေကအပြောင်းအရွှေ့မရှိပါဘူးเนาะဂျူတွေကလောလောဆယ်ဘယ်မှာရှိနေတလဲလို့ပြောရင်စနေဂျူကမင်းယာဒီမှာရှိနေတယ်အဲဒါပေမဲ့လာမဲ့เนาะ18ရက်နေ့ကြာရင်ဇူလိုင်လ14ရက်လား18ရက်နေ့လားမသိဘူးကျမ เปลนจีบไปเนาะไอ้เนี่ยจ้าลูกชิ้นเนาะตัวเบลเปีอามาเลยสูว่าจ้าตัวเลยไหมเนาะไมียาดีมาเว้ว่าจ้าตัวไหมสูไอ้เนี่ยจ้าเนาะเนเน่ลีพี่เสียไม่หนีเลยมันป่าเลยปอนเนาะพี่ยวมาสูลูกชิ้นเนาะเป็นนี่เลยสุดอเออสนีก้ไมียาดีมาสลีเนี่ยเนาะคนคนละลาว้สลีเนี่ยนี่ทราบปีรอมียาดีมาว่าจ้าตัวเลยไหมเนาะไอ้ด่าด่าด่าไม่อัปเดตมาจะมา အဲလာမဲ့ပတ်ဟုတ်တယ်ဟုတ်တယ်လာမဲ့ပတ်ထင်မှာအဲ့ကိစ္စပြောရမယ်ပေါ့နော်တနင်္ဂနွေကတော့အခုဘယ်မှာရှိနေလဲလို့ပြောရင်သူကတနင်္ဂနွေကမေထုံရာသီမှာရှိနေတယ်နော်တနင်္ဂနွေကမေထုံရာသီမှာရှိနေတာလေတိတ်တော့မကောင်းဘူးဘာကြောင့်လဲလို့ပြောရင်မေထုံရာသီကဗုဒ္ဓဟူအိမ်ရှင်ပေါ့နော်အိမ်သူ့ရဲ့အိမ်ရာသီမေထုံကဗုဒ္ဓဟူအိမ်ရှင်ဖြစ်တဲ့အတွက်သူက ဘလိုပဲပြောပြောပေါ့နော်ဒီတနင်္ဂနွေရှိနေတာကျမတော့သိမကြိုက်ဘူးပေါ့နော်အဲဗုဒ္ဓဘုရားကျတော့ကရကတ်ရာဒီမှာရှိနေတယ်အင်္ဂါကျတော့တင်ရာဒီမှာရှိနေပြီးတော့ကိတ်နဲ့အတူတွဲပြီးတော့ရှိနေတာပေါ့ဒါလည်းသိတော့မကောင်းဘူးပေါ့နော်အဲ့တော့အဲ့ဓာ ड़ी အဲ့လိုဂျိုဒီအနေထားကြအောင်ကျမတို့တွေဘာတွေဖြစ်နိုင်တယ်လဲလို့ပြောရင်ကပ်ဘေးတဘာဝဘေးကိုကျမတို့ကျုံနိုင်တယ်နော် ဒါကျမတို့အမေရိကမှာဆိုရင်အခုအမေရိကမှာဆိုရင်အပူလိုင်းဖြတ်နေတာเนาะတော်တော်ဆိုရင်ကျမတို့ဒီမှာတော်တော်ကိုပူတယ်ကျမတို့ဆိုရင်အဲကိုမသုံးနိုင်ဘူးเนาะအဲကိုမသုံးနိုင်တဲ့အတွက်ပူတယ်ဆိုလဲဒီတိုင်းပဲเนาะပန်ကားလေးလေးနဲ့အင်ကြီးလေးတွေပါပါဝတ်ပြီးတော့အဲ့လိုပဲကျမတို့နေရတယ်ပေါ့เนาะအဲကိုမသုံးနိုင်ဘူးတခြားလူတွေတော့သုံးသုံးနိုင်မှာပေါ့လေเนาะကျမကတော့ ဟိုဒီဗီဒီယိုဟောကားနဲ့ပဲကျွန်မရက်တည်နေတာဆိုတော့ကျွန်မတော့အေကွန်မသုံးနိုင်ဘူးအဲ့တော့ဒီလိုပဲနေတယ်เนาะအဲအဲ့လိုပဲเนาะဒီခြားဒေသတွေမှာလည်းဒါမြန်မာပြည်ဒီမကเนาะကဘာနိုင်ငံအသီးသီးမှာကဘာနိုင်ငံအနှံ့အပြားမှာမဖြစ်နိုင်တယ်လို့ပြောရင်တဘာဝဘေးကိုကျုံနိုင်ပါတယ်เนาะတဘာဝဘေးကျုံနိုင်တဲ့အတွက်အားလုံးပဲเนาะသတိရှိပါเนาะသတိလေးနဲ့ဖြတ်သန်းပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะ ဒါအားလုံးကသတိရှိရမယ့်ကာလလို့ကျွန်မပြောချင်ပါတယ်။နောက်ယောဂဘေးเนาะတဘာဝဘေးရှိမယ်ယောဂဘေးရှိမယ်စစ်ဘေးရှိမယ်ပြီးရင်စီးပွားရေးဘေးပေါ့เนาะဒါလည်းရှိနေပါတယ်เนาะအဲ့တော့စစ်တော်သူများအားလုံးကเนาะသတိဆိုတာပိုတယ်မရှိတဲ့အတွက်ဒီကာလတွေမှာတော့တဘာဝဘေးကိုလည်းဂရုစိုက်ပါเนาะယောဂဘေးယောဂဘေးလည်းရှိနေပါတယ်ယောဂဘေးကိုလည်းဂရုစိုက်ပါ ပြီးရင်စစ်ဘေးပေါ့နော်ဒါလည်းဂယူဆာရမယ့်ကိစ္စပဲဖြစ်ပါတယ်ပြီးရင်စီးပွားရေးဘေးပေါ့နော်အဲ့တော့ဒီဘေးတွေရှိနေတာကိုကျမတို့ကဂယူဒီဇိုင်းနဲ့နော်လူရောစိတ်ပါတတိလေးနဲ့ဖြတ်တန်းပါလို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဇူလိုင်လ30ရက်နေ့ကနေဇူလိုင်လ6ရက်နေ့အတွင်းမှာကြုံနိုင်တဲ့ရက်တွေဆောင်းရံရှောင်းရံတွေကိုကျမမပြောခင်မှာကြီးပွားချမ်းသာစေမယ့် အထူးရည်ရည်ပြုနိုင်တာကိုကျွန်မပြောပါမယ်။ဇူလိုင်လ၁ရက်နေ့ကကျွန်မတို့ပြောမယ်ဆိုလို့ရှိရင်တော့အမေရိကဆုံးကြတဲ့နေ့ဖြစ်ပါတယ်။အမေရိကဆုံးကြတဲ့နေ့မှာ ကျွန်မတို့ကရည်ရည်ပြုမယ်ဆိုရင်เนาะကြီးပွားတိုးတက်စေတဲ့ရည်ရည်ကိုကျွန်မတို့ပြုလို့ရပါတယ်เนาะ။အဲ့တော့ဘယ်နေ့သားမဆိုအမေရိကဆုံးကြတဲ့နေ့မှာကြီးပွားတိုးတက်စေတဲ့ရည်ရည်ပြုဖို့အတွက်ဆိုလို့ရှိရင်เนาะမနေ့6နာရီကနေပြီးတော့9နာရီအချိန်တွင်းမှာ ြုလို့ရပါတယ်เนาะကိုယ့်ရဲ့နိနံเนาะဥပမာကိုယ့်ရဲ့နိနံရဲ့အမြင့်အမြင့်ကစပြီးတော့အညွတ်နဲ့အဆုံးရှိတဲ့အပင်ဟိုကိုယ်နေတဲ့ဒေတာเนาะဥပမာဆိုပါစို့ကိုယ်နေတဲ့ဒေတာမှာကိုယ့်ရဲ့ជីပွားချမ်းသာရေးကိုစုတောင်းပြီးတော့အဲ့ဒီအပင်လေးကိုရှင်းအောင်စိုက်ပါเนาะဒါဓာတ်ပင်စိုက်တယ်လို့လည်းခေါ်ပါတယ်ဓာတ်ပင်စိုက်တဲ့အတွက်အကျိုးကဘာတွေရှိလဲလို့ပြောရင်နံပါတ်1ကနော်အပင်စိုက်တာဖြစ်တဲ့အတွက်တစ်ပင်လေး စိုက်ချင်းရဲ့အကျိုးနော်တစ်ပင်စိုက်ပျိုးခြင်းရဲ့အကျိုးခံစား권ရှိပါတယ်တစ်ပင်စိုက်တဲ့အတွက်နော်ဟိုရေရရချေလို့စိုက်တာပဲဖြစ်ဖြစ်နော်အမတ်တရအပင်မဲစိုက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အပင်စိုက်တဲ့အတွက်သတ္တဝါလေးတွေကိုကိုကနေထိုင်အဲ့ဒီအပင်ကိုမှီပြီးတော့သတ္တဝါတွေနော်အသုံးပြုကြမယ်ဟလာအဲ့ဒီအတွက်ကို့မှာအကျိုးကျေးဇူး ရတယ်ကုသိုလ်ရတယ်ပေါ့နော်အဲအခုဓာတ်ပင်ဆိုင်တယ်ဆိုတော့ဒါပို့ပြီးတော့ရေဒီယာလေးဖြစ်တဲ့အတွက်ပို့ပြီးတော့အကျိုးထူပါတယ်နော်အဲ့တော့ဆိုင်ရမနိနန်သာသမီကိုပြောပါမယ်တနင်္ဂနွေနော်တနင်္ဂနွေသာသမီတွေကနော်အပင်ဆိုင်ရမယ့်နေ့ကအမိတားဆုံးကြတာတယ်နော်ဇူလိုင်လ၁ရက်နေ့အင်္ဂါနေ့ဒါတနင်္ဂနွေသာသမီတွေဆိုင်ရမယ်ဆိုရင်ဘာအပင်ဆိုင်ရမလဲတနင်္ဂနွေရဲ့အမြစ်ကစနေ เนาะတနင်းခုနေ့ရဲ့အမြစ်ကစနေဖြစ်တယ်အညွန်းကကြတော့တနင်းလာဖြစ်တယ်အဲ့တော့စနေနံဖြစ်တယ်တထဒဒနာနဲ့စပြီးတော့အညွန်းနံဖြစ်တယ်အင်္ဂါဖြစ်တယ် sorry တနင်းလာဖြစ်တယ်ကခကကငါနဲ့ဆုံးတဲ့အပင်ကိုစိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဟိုမှဒန်းကြီးပင်စိုက်လို့ရတယ်နော်ဒန်းကြီးပင်ထောက်ချက်မင်းဒါနော်အဆရာမရေကျမတို့ကထောက်ချက်မင်းဘယ်နှရှာမင်းမသိဘူးဆိုရင် စနေနံဖြစ်တဲ့တထတတနာနဲ့စပြီးတော့တနင်္လာနံဖြစ်တဲ့ကခကကငနဲ့ဆုံးတဲ့အပင်ရှာပြီးတော့စိုက်ပါစိုက်ရမယ့်အရက်ကတော့အနောက်မြောက်အရက်မှာစိုက်ရပါမယ်။နော်စိုက်ရမယ့်အရက်ကဘယ်အရက်လဲလို့ပြောရင်အနောက်မြောက်အရက်ကိုစိုက်ရပါမယ်။စိုက်တပြင်စိုက်တဲ့အခါမှာလောင်းရမယ့်ရေခွက်ရေခွက်ကလေးပေါ့နော်25ခွက်လောင်းရမယ်။အဲ့25ခွက်ကဘလို့25ခွက်လောင်းရတာလဲဆိုရင်စနေရဲ့ နော်ဂျိုတက်ကသူက10နှစ်ရှိတယ်တနင်္လာရဲ့ဂျိုတက်က15နှစ်ရှိတယ်အဲ့နှစ်ခုပေါင်းလိုက်တဲ့အခါ25အဲ့တော့အပင်ကို25ခုရေလောင်းရင်တော့ရေတွေအများကြီးအပင်သေးသေးလေးရေတွေအများကြီးဖြစ်သွားမယ်အဲ့ခါကျရင်ဇွန်းလေးနဲ့ခတ်ပြီးတော့လောင်းမှာလောင်းတဲ့အခါကျတော့လေအပင်ကိုကိုကဗာလေးရွတ်ပြီးတော့လောင်းရမလဲလို့ပြောရင်မြစ်တာသုံးရွတ်ပြီးတော့လောင်းလို့ရတယ်နော်အဲ့တော့တနင်္လာနေ့သာသမီဆိုရင်ကျွန်မပြောမယ်မြစ်တာသုံးလေးရွတ်ပြီးတော့အပင်ကို လောင်းမယ်25ခွက် နော်အပင်ကို25ဇွန်းပေါ့လောင်းမင်းဆူတောင်းမှာပြီးရင်အဲ့ဒီအပင်လေးကိုမြစ်တာသုံးလေးနေ့တိုင်းမြစ်တာသုံးလေးရွတ်ရွတ်ပြီးတော့ဆူတောင်းမှာနော်ဆိုက်ရမယ့်အရက်ကအနောင်မြောင်အရက်ပါတနင်္လာသားသမီးတွေကလည်းနော်အဲအမိတ်တာဆုတ်ချထားတဲ့မနက်အင်္ဂါနေ့ပေါ့နော်မနက်6နာရီကနေပြီးတော့9နာရီအတွင်းမှာကျမတို့အပင်ဆိုက်လို့ရပါတယ်နော်ခဏလေးကျမတို့ဘသူကလေဖုန်းလေးတလောက်ခေါ်နေလဲမသိဘူး ဟိုဟိုဟာဖြစ်နေတာဖုန်းအရန်ခေါ်နေဘယ်သူကခေါ်နေလဲမသိဘူး။ Okay ဆက်ပြောမယ်နော်။အဲ့တော့ဆက်ရမယ့်အပင်ပေါ့နော်။ဆက်ရမယ့်အပင်ကကြတော့ဩစာပင်ပါနော်။တနင်္လာရဲ့အမြင့်ကတနင်္ဂနွေတနင်္ဂနွေဖြစ်တဲ့အတွက်တနင်္ဂနွေနံရဲ့နော်အာဥဥအောအေပေါ့နော်အဲတနင်္ဂနွေနံရဲ့အခရာဖြစ်တယ်အာဥဥအောအေနော်အင်္ဂါကအမြင့်ဖြစ်တယ် sorry အင်္ဂါအညွန့်ဖြစ်တယ်အင်္ဂါအညွန့်အတွက်ကနော်ဆဆဆဆညအဲ့တော့ တနင်္လာသားသမီးကဆက်ရမှာကဩစာပင်ဆက်ရမယ်။ဘယ်အရက်မှာဆက်ရမလဲလို့ပြောရင်အရှိအရက်မှာဆက်ရမယ်။အရှိအရက်ကိုဆက်ရမယ်ပေါ့နော်။လောင်းဝမိတ်ရေခွက်က14ခွက်နော်။တနင်္လာနေ့ရဲ့ဂျိုသက်က6နှစ်။အင်္ဂါရဲ့ဂျိုသက်က10နှစ်နော်။အဲ့တော့တနင်္လာသားသမီးတွေလောင်းဝမိတ်ရေခွက်က14ခွက်14ခွက်ကိုကျမတို့ဇွန်းနဲ့ချိန်ပြီးတော့လေလောင်းလို့ရတယ်ပေါ့နော်။ဟုတ်ပြီအင်္ဂါသားသမီးတွေ ကြီးပွားချမ်းသာစေဖို့အပင်ဆိုင်မယ်ဆိုရင်တော့ဒါမဲ့အင်္ဂါနေ့ဇူလိုင်လ၁ရက်နေ့မှာနော်အင်္ဂါနေ့အမိတ်တဆုတ်ကြတဲ့နေ့မှာစိုက်ပါမယ်အင်္ဂါရဲ့အမြင့်ကတနင်္လာဖြစ်တယ်အင်္ဂါရဲ့အညွန့်ကဗုဒ္ဓဟူးဖြစ်တယ်အမြင့်ရဲ့အမြင့်ရဲ့နံကဘာတွေလဲလို့ပြောရင်စဆစစညနော်အင်္ဂါ sorry တနင်္လာရဲ့တနင်္လာရဲ့နံနေရာကခကကငါ နော်ဗုဒ္ဓဟူးရဲ့နာမည်ကယလာဝယနော်ဆိုတော့ကျွန်မပြောချင်တာကအင်္ဂါစိုက်မယ်ဆိုရင်ခရီးပင်စိုက်ရပါမယ်အနောက်တောင်အရက်မှာစိုက်ရပါမယ်နော်အနောက်တောင်ရက်မှာခရီးပင်စိုက်ရမယ်လောင်းဝမဲ့ရေခွက်ကတော့32ခွက် လောင်းရပါမယ်ဒါအင်္ဂါသားသမီးတွေဗုဒ္ဓဟူးသားသမီးတွေကတော့အမိတဆုံကြတဲ့နေ့ဖြစ်တဲ့အင်္ဂါနေ့မှာစိုက်ပါမယ်မနက်6:00နာရီကနေ9:00နာရီအတွင်းမှာစိုက်မယ်ဗုဒ္ဓဟူးရဲ့ အမြင့်ကအင်္ဂါဖြစ်တဲ့အညွန့်ကကြာသမီးဖြစ်တယ်။အဲ့တော့ဗုဒ္ဓဘုရားသမီးတွေကဘာကိုစိုက်မလဲလို့ပြောရင်စိန်ပန်းပင်ကိုစိုက်လို့ရတယ်၊ဇပယ်ကိုစိုက်လို့ရပါတယ်နော်။စိန်ပန်းပဲဖြစ်ဖြစ်ဇပယ်ပဲဖြစ်ဖြစ်စိုက်ပါ။စိုက်ရမယ့်အရက်ကမြောက်ရက်ပါ။မြောက်ရက်ဖြစ်တယ်မြောက်ရက်မှာစိုက်မယ်။လောင်းရမယ့်ရေခွက်က28ခွက်ပါ။အင်္ဂါနံအင်္ဂါရဲ့ဂျိုးစင်က8နော်။ကြာသမီးရဲ့နော်။ ဂျိုသက်က16နှစ်အဲ့တော့အဲ့နှစ်ခုပေါင်းလိုက်တော့28ဆက်ရပါမယ်နော်အာဟုတ်တယ်အင်္ဂါက8เนาะအဲ့တော့ဂျာသပတိက16ပါเนาะအဲ့တော့အဲ့နှစ်ခုပေါင်းတဲ့အရေအတွက်ကိုဆက်ရလောင်းရပါပေါ့เนาะဂျာသပတိသာသမိတွေကတော့เนาะဂျာသပတိသာသမိတွေကဗုဒ္ဓဖူးကအမြင့်အညွန့်ကတောက်ကြပါအဲ့တော့ ဘာဘာပင်ဆက်ရမလဲလို့ပြောရင်လောက်သေးပင်ဆက်ရမယ်เนาะလောက်သေးပင်ဒါမှမဟုတ်ဗုဒ္ဓဟူးရဲ့ရာလာဝเนาะအဲ့ဒီနန်နဲ့စပြီးတော့တောက်ကြာတာဟာနဲ့စုံနဲ့အပင်ကိုရှာပြီးတော့စိုက်လို့ရတယ်ပေါ့เนาะကျမတို့ဒီမှာတိတာလောက်လောက်သေးပေါ့เนาะလောက်သေးရွက်ရှိတယ်လောက်သေးရွက်ကို လောက်သေးပင်စိုက်လို့ရတယ်ဆက်ရမယ့်အရက်ကအနောက်အရက်ပါ လောက်မယ့်ရေက30နဲ့မှ8ခွက်ပါเนาะဗုဒ္ဓဟူးကစခွန်း เนาะဘူတဖူးရဲ့ဂျိုဂျိုဂျိုတက်နှစ်က18နှစ်တောက်ကြရဲ့ဂျိုတက်နှစ်က22နှစ်เนาะအဲ့တော့38တောက်ကြသားသမီးတွေကတော့အမြင့်ကကြာသပတိဖြစ်တယ်အညွန်းကစနေဖြစ်တယ်အဲ့တော့ဆရာမေအပင်ကနော်ကြာသပတိကပဖပပမနော်ပဖပပမကြာသပတိကစနေကကြတော့တထတတနာနော်အဲ့တော့တောက်ကြသားသမီးတွေဆရာမာကပဒောက်ဆိုင်လို့ရပါတယ်နော် ဗဒအဲဆက်ရမယ့်အရက်ကတောင်ရက်လောင်းရမယ့်ရေခွက်က29ခွက်ဘာကြောင့်လဲကြာတပတိကဂျိုသက်က19နှစ်စနေရဲ့ဂျိုသက်က10နှစ်နှစ်ခုပေါင်းလိုက်တော့29ဟုတ်ပြီစနေသားသမီးတွေရောဆက်ရမယ့်အရက်ကတောင်ရက်ပေါ့နော်စနေသားသမီးတွေရဲ့အတွက်ကကြတော့တောက်ကြဟာ အမြင့်တနင်္ဂနွေဟာအညွန့်အဲ့တော့ ဆရမဲ့အပင်ကတစ်အဲပင်နော်ဘာကြောင့်လဲသဟပေါကြတာဟာတင်းငွေနေရအူအိုအေနော်အဲ့တော့တစ်အဲပင်တို့တင်းအောင်ပင်တို့စိုက်လို့ရပါတယ်စနေပေါ့နော်နောက်ဆရမဲ့အရက်ကအရှိတောင်အရက်မှာဆရပါမယ်လောင်းရမယ့်ရေခွက်ကတော့28ခွက်ဖြစ်ပါတယ်။ဘာကြောင့်လဲ။တောက်ကြာက22နှစ်အဲတနင်္ဂနွေက 6နှစ်ပေါင်းတော့28နှစ်ပေါ့နော်အဲ့တော့ဒါဒီအားလုံးဟာကျမတို့ကြီးပွားချမ်းသာစေမယ့်နော်ဓာတ်ပင်အနေနဲ့ကျမတို့စိုက်လို့ရပါတယ်အဲ့ဒီအပင်တွေကိုကျမတို့ကစိုက်ပြီးရင်ကျမတို့ဆူတောင်းပါမယ်အဲ့ဒီအပင်ကိုရှင်အောင်မွေးပါမယ်နော်အဲ့တော့အဲ့ဒီအပင်လေးရှင်နေတယ်ဆိုရင်ဒါကိုကအဲကိုယ့်ရဲ့အဋိဋ္ဌံရေဒီယာပြည့်သလိုပဲနော်ဆူတောင်းပြည့်မယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်နော်အဲ့တော့ဒါလေးကိုတော့ရှင်အောင်စိုက်ပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ် ။ Now နာမည် July အဲ6ရက်နေ့အတွင်းပေါ့နော်ဂျူလ30ရက်နေ့ကနေပြီးတော့6ရက်နေ့အတွင်းဆောင်းရံဆောင်းရံတွေကိုနေ့လိုက်ဆောင်းရံဆောင်းရံတွေကိုဆက်ပြီးတော့ပြောပါမယ်။ နော်အဲ့တော့ဇွန်လ30ရက်နေ့ကကြတော့ကျမတို့နော်သူကအကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်နော်ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့ဒွားချရုပ်နဲ့နော်မနက်7:48မိနစ်အလွန်မှာတော့ဖုံးကန်ကြီးမားစေတတ်တဲ့ကေတုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်မောင်ရှောင်းရဲ့အမောင်ကာလာကတော့မနက် နော်9နာရီ30ရာနေပြီးတော့မနေ့9နာရီအတွင်းကအချိန်အခါမကောင်းပါဘူးအချိန်အခါမကောင်းတဲ့အတွက်ဒီကာလကိုတော့ရှောင်ပါလို့ကျွန်မမြစ်တာနေတိုက်တွန်းပါတယ်အဲ့ဒီ အဲ့ကာလကိုရှောင်ပြီးတော့ကျမတို့နော်မနက်7:00နာရီနေ့မှ48မိနစ်ကြော်ပြီးရင်ကျမတို့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ပါတယ်နော်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စလေးတွေကိုဥမာဆိုပါစို့နော်ဘာတွေလုပ်နိုင်တယ်လဲလို့ပြောရင်စိုက်သေးဖွင့်တာတွေဟလာနော်ကောင်းတဲ့အလုပ်တွေကိုအောင်မြင်စေလိုတဲ့နော်ကောင်းတဲ့အလုပ်ကလေးတွေကိုစပြီးတော့လုပ်နိုင်ပါတယ်နော်အဲ့တော့ကံပွင့်လက်ပွင့်စီတဲ့အရက်မျက်နှာကတော့ဘာအရက်လဲလို့ပြောရင် နော်ကံပွင့်လက်ပွင့်စေတဲ့အရက်ကမြောက်အရက်ပါအရောင်နေနဲ့ကတော့နော်မီးခိုးရောင်အဖြူရောင်အဖြူရောင်သို့မဟုတ်မီးခိုးရောင်ကကံပွင့်လက်ပွင့်စေတဲ့အရောင်ဖြစ်ပါတယ်ရွပွားမဲ့ခါတာကတော့ဂုံတော်ကွန်ချာကိုရွပွားပါလူတန်းပူဇော်ရမယ်ဆွန်းနေနေရတော့နဝင်းဆွန်းလူလို့ရပါတယ်เนาะဇူလိုင်လ1ရက်နေ့ကเนาะမိတ္တ အမိတာဆုတ်ကြတဲ့နေ့ဖြစ်တယ်လို့ပဲเนาะဖုံးကန်ကြီးမားစေတဲ့ data ရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะဒါပေမဲ့မနေ့ပိုင်းမှာတော့ तू ကဒုက္ခဆင်းရဲတွေကိုဖြစ်စေတဲ့ဒုမရုပ်ရထားတဲ့အတွက်မနေ့ပိုင်းကတော့အခါသိပ်ပြီးတော့မကောင်းဘူးသို့တော့တနေ့လုံးနေနေဆိုရင်ဖုံးကန်ကြီးမားစေတဲ့ data ရုပ်ရထားတဲ့အမိတာဆုတ်ရထားတဲ့နေ့ဖြစ်တဲ့အတွက် ကျွန်မတို့ဓာတ်ပင်စိုက်တာစိုက်လို့ရတယ်ပေါ့နော်ပြီးတော့ကံပွင့်လက်ပွင့်စီတဲ့အရာကတော့နော်ကျွန်မတို့အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနောက်တောင်နောက်တောင်ရက်ကကံပွင့်လက်ပွင့်စီတဲ့အရက်ဖြစ်ပြီးတော့ရွပွားရမယ့်ဂါတာကတော့ပဋ္ဌံဖြစ်ပါတယ်เนาะ24ပစ္စည်းပဋ္ဌံပူဇော်လို့သိညော်ရဲညှိဖြစ်ပါတယ်เนาะလှူဒန်းရမယ့်ဆုံးကတော့ جماعه တို့ စံစီစားစေနော်ဆက်ပြဒါကိုအင်္ဂါဖျားမှာလှူပါစံစီစားစေဆက်ပြကိုအင်္ဂါဖျားမှာလှူပါ ပြီးရင်စွန့်ပြီးရင်စင်းရဲနွမ်းပါတဲ့လူတွေစေဝါကုသနေရတဲ့လူတွေကို ပြန်ပြီးတော့လှူဒန်းလို့ရပါတယ်လှူဒန်းရမှာကစံစီစားစေဆက်ပြနော်အဲ့ဒီငါးမျိုးကိုလှူဒန်းမှာဇူလိုင်လ2ရက်နေ့ဗုဒ္ဓဖူးနေ့ရတော့ ြီးပွားတိုးတက်စေတဲ့ဝေဝိနုမာနာယုတ်နဲ့เนาะအမှုကိစ္စတွေပြီးစီးအောင်မြင်စေတတ်တဲ့အာနန္ဒယုတ်ရတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်နေရောအခါရောကောင်းပါတယ်အမောင်ကာလကတော့နေ့7နာရီကနေနေ့7နာရီ30အတွင်းည7နာရီကနေည7နာရီအတွင်းကတော့ အချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်เนาะဒါပေမဲ့တနေ့တာလုံးเนาะဒါကောင်းတဲ့အခါကြာထားတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုเนาะည7နာရီမတိုင်မီ လှုပ်ဆောင်မယ်ဆိုရင်တော့အထူးကောင်းပါတယ်เนาะကြီးပွားတိုးတက်စေတဲ့ရုပ်နဲ့အမှုကိစ္စတွေပြီးစီးအောင်မြင်စေတဲ့အာနန္ဒရုပ်ရထားတဲ့အတွက်ဒါဟာနေကောင်းတနည်းလို့ပြောလို့ရပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ရွှေရောင်ဖြစ်ပါတယ်အဝါရောင်ရွှေရောင်အဓိကတော့ရွှေရောင်ကကံပွင့်လက်ပွင့်စေတဲ့အရာဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရွတ်ပွားရမယ်ဂါရာကတော့ရတနာ၃မြစ်တာ၃ခန္ဓာ၃ရွတ်ပွားပါ เนาะหลู่ดั้นปูซอมเลยဆိုလို့ရှိရင်เนาะนวินซ้นหลู่ดั้นมาလို့จม้าอ่ะอาจารย์ปุบပါတယ်ဇူလိုင်လ3ရက်နေ့ကတော့ပင်မန်းစင်းရဲစီတဲ့เนาะရက်ခါတာယုတ်နေပြီးစီအောင်မြင်စေတတ်တဲ့ထီရယုတ်ရတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးနှစ်ခုစလုံးတွဲနေတဲ့အကောင်းအဆိုးပါတွဲနေတဲ့ယုတ်ဖြစ်ပါတယ် အခါကိုကြည့်တဲ့အခါမှာတော့နော်နက်နက်3ည3ည9နာရီကနေညနေ9နာရီအထိအချိန်ခါမကောင်းပါဘူးအဲ့တော့နော် ဒီလိုနေ့မှာတော့အခါမကောင်းတဲ့အတွက်တော့ဂယုစိုက်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်။ကံပွင့်လက်ပွင့်စေအရာကတော့ငသာရောင်ဆင်ဆွဲရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောင်ရက်ဖြစ်ပါတယ်။ရွပွားမဲ့ဃာတာကတော့တန်ဘုတ်ဒီဃာတာကိုရွပွားပါကတ်လူမဲ့ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းနိုင်ပါတယ်။ဇူလိုင်လ၄ရက်နေ့တောက်ကြနေ့တောက်ကြနေ့ကတော့ ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာယုံနဲ့တော့အတက်ပညာတွေဆုပ်ယုပ်စေတတ်တဲ့ကဒါယုတ်ရထားတဲ့နည်းဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှင်တော့နည်းမကောင်းဘူးလို့ပြောလို့ရပါတယ်မအအမောင်ကာလကတော့မနက်7:30နာရီ30မိနစ်ကနေည7:00နာရီအတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ရှောင်းရင်အချိန်ခါကိုရှောင်းပြီးတော့เนาะကိုက ဂယုဒဆိုင်လေးနဲ့နေမယ်နော်လှုပ်ရှားရှိရာလေးတွေကိုတည်တည်ချာချာလေးနော်ရဲရဲအစီရင်လေးတွေကိုတည်တည်ချာချာလေးပြုလုပ်မယ်ဆိုလို့ရှိရင်တော့နော်ဒါတချို့ကိစ္စလေးတွေကိုလှုပ်ဆောင်နိုင်တဲ့နေ့ဖြစ်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နှာအပြက်အနေနဲ့ဆိုလို့ရှိရင်เนาะမြောက်အရက်ဖြစ်ပါတယ်လူတိုင်းရမယ့်စွန်းကတော့နဝင်းစွန်းနဲ့လက်ဖက် လှူဒန်းနိုင်ပါတယ်။ရွတ်ပွားရမယ့်ကာလကတော့ဂုံတော်ကွန်ချာရဲ့မြတ်တာတုပ်ရဲ့ပူဇော်နိုင်ပါတယ်။ဇူလိုင်လ9ရက်နေ့စနေနေ့ကတော့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့သိတ္တိယုတ်ရထားပြီးတော့နော်သူပယုတ်ည10နာရီ73မိနစ်အလုံးမှာလေသူပယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။ပြောမယ်ဆိုရင်တနေ့တာလုံး နေကောင်းတယ်လို့ပြောနိုင်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:00နာရီကနေပြီးတော့မနက်10:00နာရီနဲ့30အတွင်းကတော့ဒါရှောင်းရမယ်เนาะအမောင်ကာလဖြစ်ပါတယ်။အဲ့တော့ရှောင်းရံကာလကိုရှောင်းကျင်ပြီးတော့ကိုလှုပ်ဆောင်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်တဲ့နေ့ဖြစ်ပါတယ်။ကံဖွင့်လက်ဖွင့်စေတဲ့အရာကတော့ကံဖွင့်လက်ဖွင့်စေတဲ့အရာကတော့နက်ပြာရောင်ဖြစ်ပါတယ်။ အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်အရက်ဖြစ်ပါတယ်ရွတ်ပွားပူဇော်ရမယ့်ဂါထာကတော့ဒါဒနာပရိယေဂုံတော်ကွန်ချာရေဖြစ်ပါတယ်ကက်လူပူဇော်ရမယ့်စွန်းကတော့နဝင်းစွန်းနဝင်းစွန်းလက်ဖက်လူတန်းနိုင်ပါတယ်ဇူလိုင်လ6ရက်နေ့နော်တနင်္ဂနွေနေ့ဇူလိုင်လ6ရက်နေ့ဟာတနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာသူက နိຈန်းနဲ့တနည်းနည်းနေရနော်ဥပါဒယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ဥပါဒယုတ်ကဘာလဲဆိုရင်နော်ထိကိုက်ပျက်စီးစေတယ်ဆုံးရှုံးစေတယ်သိဆုံးစေတဲ့ယုတ်ဖြစ်ပါတယ်နော်တနေ့တာလုံးနေ့မကောင်းအခါမကောင်းပါဘူးအမှောင်ကာလကလည်းမနေ့3ည3ည9နာရီကနေည12နာရီအတွင်းဟာအမှောင်ကာလဖြစ်ပါတယ်ပြောမယ်ဆိုရင်နော်တနေ့တာလုံးနော်ဂယုတစိုက်နေထိုင်ရမယ်နေ့ဖြစ်ပါတယ်6ရက်နေ့တနည်းနည်းနည်းနေရ ်ကိုယ့်ရဲ့အောင်မြင်စေလို့တဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ဖို့အကြံပြုပါတယ်နော်ကံဖွင့်လက်ပွင့်စေရဲ့အယောင်ကတော့အနီအောင်ဖြစ်ပါတယ်အဒီရမျက်နာနဲ့ဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့ယတနာ၃မေတ္တာ၃ခန္ဓာ၃မောရ၃ပုပ္ပနာ၃ဖြစ်ပါတယ်။တက်လူပူဇော်ရမယ့်စွန့်နေလဲဆိုလို့ရှိရင်တော့လဝင်းစွန့်ကို ลูดได้ไหนมาเลยเนาะอ้อไอ้หลูนี่มาเราจะมาเราคิวจะใส่ในในไทยมา